ကျွန်တော်2018လောက်တုန်းကအခြေအနေကိုပြန်သွားကြည့်လိုက်မယ်ဆိုရင်အဲ့ဒီကာလတုန်းကလည်း Trump တရုတ်ကို25ရာခိုင်နှုန်းအခွန်တိုးကောက်မယ်လို့ကြေညာခဲ့ပါတယ်။ဒါမဲ့ကံကောင်းထောက်မှစွာနဲ့ပဲ Tim Cook က Trump နဲ့တွားတွေ့ပြီးတော့ Apple ကိုတော့အဲ့ဒီအခွန်အားနဲ့ကင်းလွတ်ခွင့်ရအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါက Apple အတွက်တော်တော်လေးအကျိုးရှိခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတရုတ်နဲ့ American ရဲ့ကုန်သွယ်ဆက်ဆံရေးတွေကတဖြည်းဖြည်းတင်းမာလာကြပါတယ်။ဒါကြောင့် Apple ကသူတို့ရဲ့ထုတ်လုပ်ရေးတွေကို တရုတ်ကနေဗီယက်နမ်လိုနိုင်ငံမျိုးတွေကိုစပြီးပြောင်းရွှေ့ခဲ့ရပါတယ်အခုဆိုရင်တော့ Apple ရဲ့ iPad က20ရာခိုင်နှုန်း Apple Watch လိုမျိုး wearable device တွေက60ရာခိုင်နှုန်း AirPod 65ရာခိုင်နှုန်းအထိကိုဗီယက်နမ်မှာထုတ်လုပ်နေကြပြီပဲဖြစ်ပါတယ်နောက်ပိုင်းမှာ Mac series တွေကိုပါဗီယက်နမ်မှာထုတ်လုပ်ဖို့ရှိနေပါသေးတယ်ဒါမဲ့အခု ပြဿနာကဘာလဲဆိုတော့ Trump Apple ရဲ့ကုန်ပစ္စည်းတွေကိုထုတ်လုပ်ပေးနေတဲ့ဗီယက်နမ်လိုနိုင်ငံတွေကိုပါ အခွန်တိုးကောက်လိုက်တာပါ ်အခုဆိုရင် BNN ကနေတင်သွင်းနေတဲ့ပစ္စည်းတွေကို46ရာခိုင်နှုန်းအထိအခွန်တိုးကောက်မယ်လို့ကြေညာလိုက်တာကြောင့်မလို့ Apple နဲ့ Nike တို့လို BNN မှာစက်ရုံတွေအများကြီးရှိနေတဲ့ကုမ္ပဏီတွေအတွက်တော့တော်တော်လေးဒုက္ခရောက်ရပါပြီဒါရင်မကသေးပါဘူး Apple ကတရုတ်ကနေတင်သွင်းနေကြသူတို့ရဲ့ supply chain တွေကိုလည်းမလေးရှားလိုနိုင်ငံတွေကိုပြောင်းထားပါသေးတယ်အခုမလေးရှားကနေတင်သွင်းတဲ့ပစ္စည်းတွေကိုလည်း24ရာခိုင်နှုန်းအခွန်တိုးကောက်မယ်လို့သိရပါဗျ တရုတ်ကနေတင်သွင်းတဲ့ပစ္စည်းတွေကလည်းဘဲပစ္စည်းပဲဖြစ်ဖြစ်56ရာခိုင်နှုန်းအထိအခွန်ပေးဆောင်နေရတော့မှာဆိုတော့ Apple အတွက်တော့အခြေအနေတွေကတော်တော်လေးဆိုးလာနေပါပြီ Apple ရဲ့ share တွေလည်းထိုးကျလာနေပြီးတော့2020 March လနောက်ပိုင်းမှာတော့တကယ်ကိုအဆိုးဆုံးအခြေအနေတစ်ခုဖြစ်နေပါတယ်ဒီအကြောင်းနေနဲ့အတူ Apple ရဲ့ CEO ကိုတင်ကွအနေနဲ့ဘာတွေဆက်လုပ်လာနိုင်လဲ။နောက်ဒီအခြေအနေမျိုးတွေကကျွန်တော်တို့လိုတုံးဆွဲသူတွေကိုဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာတွေကို ဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Landing မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလိုမျိုးတမရထရန့်ရဲ့ထိုးစစ်ဗျူဟာအရာအခွန်နေထက်တိုးကောက်ခံနေရတာကိုတင်ကုန်းအနေနဲ့ဘာတွေလောက်လာနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ကြအောင်ပါအရင်ဥမာအတိုင်းဆိုရင်တော့2018တုန်းကလိုမျိုးပဲတမရထရန့်ဒါမှမဟုတ်နောက်တက်လာမယ့်အစိုးရနဲ့ ပြန်ပြီးညှိနှိုင်းမှုစူးစမ်းလာနိုင်ပါတယ်။ Apple ရဲ့အရေးပါပုံနဲ့ဒီအခွန်ရဲ့စိုးကျိုးတွေကိုရှင်းပြပြီးတော့အခွန်ကင်းလွတ်ခွင့်ရအောင်တောင်းဆိုလာနိုင်ပါတယ်။နောက်ဖြစ်နိုင်ခြေတစ်မျိုးကတော့ထုတ်လုပ်ရေးပိုင်းကိုနောက်ထပ်နေရာတွေရွှေ့ပြောင်းတာပါ။ Vietnam, Malaysia တွေမဟုတ်တော့ဘဲနဲ့တခြားသောအခွန်သက်သာနိုင်တဲ့နိုင်ငံတွေကိုထုတ်လုပ်ရေးတွေထပ်ပြီးပြောင်းရွှေ့ဖို့လည်းစဉ်းစားလာနိုင်ပါတယ်။ဒါမဲ့ဒါကတော့အချိန်ရောငွေကြေးပါအများကြီးကုန်ကျနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုပါ။ အခွန်နေကြောင့်ကုန်ကြစရိတ်တွေမြင့်တက်လာတာကိုတခြားသောနီးလန်းတွေနဲ့လည်းထိန်းညှိဖို့ကြိုးစားလာနိုင်ပါတယ်။ဥပမာထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကိုပိုပြီးထိရောက်အောင်လုပ်တာမျိုးတခြားကုန်ကြစရိတ်တွေကိုရှော့ချတာမျိုးတွေလုပ်လာနိုင်ပါတယ်။နောက်ဆုံးအနေနဲ့မလွဲမရှောင်သာရင်တော့ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုတိုးမြင့်လာနိုင်ပြီးတော့ဒီအခွန်ဝင်တော့ဝင်ပိုးတွေကိုတုံးဆွဲသူတွေစီလွှဲပြောင်းပေးလာနိုင်ပါတယ်။ဒါမဲ့ဒါအပယ်ရဲ့ရောင်းအားအပေါ်မှာလည်းတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အခုဒီအခွန်ရဲ့တက်ရောက်မှုတွေကကျွန်တော်တို့လို့သုံးဆွဲသူတွေအပေါ်မှာဘလို့အကျိုးတက်ရောက်မှုတွေရှိလာနိုင်လဲဆိုတာကိုစက်ပြီးလေ့လာကြည့်ကြအောင်ပါဒီထဲမှာ Apple product တွေရဲ့ဈေးနှုန်းတွေမြင့်တက်လာနိုင်ကြရတော့ဖြစ်နိုင်ခြေအများဆုံးပါအခွန်တိုးလာတဲ့အတွက် Apple အနေနဲ့သူတို့ရဲ့အမျက်တွေကို short ချမလားဒါမှမဟုတ်ကုန်ပစ္စည်းဈေးနှုန်းတွေကိုတိုးမြှင့်ပြီးတော့ သုံးဆွဲသူတွေစီဒီဝင်းဒိုးဝင်ပိုးတွေကိုလွှဲပေးမလားဆိုတာတော့စက်ပြီးစောင့်ကြည့်အောင်မှာပါတကယ်လို့ Apple ကတချို့နိုင်ငံတွေမှာထုတ်လုပ်တာကို short ချလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ရွေးချယ်စရာပစ္စည်းတွေနှဲပါသွားနိုင်ပါတယ်ဆိုလိုတာဈေးသက်သာတဲ့ Apple product တွေဝယ်ယူနိုင်မဲ့အခွင့်အရေးတွေကိုဆုံးရှုံးသွားနိုင်ပါတယ်ဒါအပြင်ကုန်ကြမ်းစရိတ်တွေကို short ချဖို့အတွက် Apple အနေနဲ့ကုန်ပစ္စည်းရဲ့အရေးအသွေးကိုမတိမတာ short ချတာမျိုးလည်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ Apple ရဲ့ဂုံတိတ်ခါနဲ့နာမည်ကောင်းတွေကြောင့်မို့လို့ဒီလိုလှုပ်ဖို့တော့မလွယ်လောက်ဘူးလို့ထင်ပါတယ်။မေလ၂ရက်နေ့ကနေစပြီးတော့သမရထရန်အရင်ရှိခဲ့တဲ့အခွန်ကင်းလုခွင့်ဆိုတဲ့နီလန်းကိုလည်းပိတ်ပင်ပစ်လိုက်ပြီလို့သိရပါတယ်။အခွန်ကင်းလုခွင့်ဆိုတာကတော့ရှင်းရှင်းပြောရရင်အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့တုံးဆွဲသူတွေအတွက်တစ်နေ့ကိုတဦးချင်းဒေါ်လာ၈၀၀တန်ဖိုးအောက်ရှိတဲ့ပြည်ပကနေတွင်းလာတဲ့ပစ္စည်းတွေကိုလုံးဝအခွန်ကင်းလုခွင့်ပေးထားတဲ့နီလန်းတစ်ခုပါ။ မိတ်ဆွေတို့သိကြတဲ့အတိုင်းပဲ Apple ရဲ့ထုတ်ကုန်အများစုကလည်းဒေါ်လာ800အောက်မှာရှိပါတယ်ဥမာ996ဒေါ်လာတန် iPhone 16 iPhone 16e iPhone 15နဲ့ AirPods တွေအကုန်လုံး Mac mini iPad mini iPad Air Apple Watch တွေ HomePod တွေနဲ့တခြားသောပစ္စည်းတွေလည်းအများကြီးပါအဲ့ဒီပစ္စည်းတွေအားလုံးကိုမေလ2ရက်နေ့ကနေစပြီးတော့အခွန်ကောက်ခံရတော့မယ်လို့သိရပါဗျ။ ်အခွန်ဆိုတာလည်းနိုင်ငံသားအနေတင်သွင်းလာတဲ့ပစ္စည်းတွေအပေါ်မှာကောက်ခံတဲ့အပူငွေကြေးတစ်ခုပါအစိုးရဒီအခွန်တွေကိုကောက်ခံရတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ဥပမာပြည်တွင်းရလုပ်ငန်းတွေကိုကာကွယ်ဖို့နိုင်ငံခြားပစ္စည်းတွေတင်သွင်းမှုကိုလျှော့ချဖို့ဒါမှမဟုတ်လည်းအစိုးရရဲ့ဝင်ငွေတိုးလာဖို့နောက်ဆုံးအမေရိကန်အတွက်တော့တရုတ်နဲ့ကုန်သွယ်စစ်ပွဲအတွက်ထိုးစစ်ဗျူဟာတစ်ခုစတာတွေဖြစ်ပါတယ်။အဲ့ဒီအခွန်တွေကဘလို့အလုံးလုံးလဲဆိုတော့ပြည်ပပစ္စည်းတွေအမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့အချိန်မှာ အကောက်ခွန်ဌာနကနေဒီအခွန်တွေကိုကောက်ခံတယ်အခွန်မပေးရင်ပစ္စည်းတွေကိုထုတ်ယူခွင့်မပေးဘူးဒါကြောင့်ပစ္စည်းတင်သွင်းတဲ့ကုမ္ပဏီတွေအနေနဲ့ဒီအခွန်မဖြစ်မနေပေးဆောင်ကြရတယ်ဆိုတော့ကုမ္ပဏီတွေကလည်းသူတို့ပေးလိုက်ရတဲ့အခွန်တွေကိုသူတို့ရဲ့ကုန်ပစ္စည်းဈေးနှုန်းတွေထဲမှာထည့်ပြီးတော့ပြန်ရောင်းကြမှာပါဒါကြောင့်ကျွန်တော်တို့လိုသုံးဆွဲသူတွေကတော့အရင်အထက်ဈေးပိုပေးပြီးတော့မှဝယ်သုံးကြရတော့မှာပါဒါကြောင့်အခုအချိန်နေမှာ Apple ပစ္စည်းတွေကိုလိုအပ်နေတယ်ဆိုရင်တော့အခုချက်ချင်းဝယ်ထားလိုက်တာအကောင်းဆုံးပါ ဘာလို့လဲဆိုတော့နောက်ပိုင်းမှာဈေးတွေဘယ်လောက်ထိတက်သွားမလဲဆိုတာကိုမသိနိုင်သေးတာကြောင့်ပဲဖြစ်ပါတယ်။လေးလာသူတွေရဲ့ခံမှန်းချက်အရတော့ Apple ကသူတို့ရဲ့ကုန်ပစ္စည်းတွေကိုလုံးဝဈေးတင်မရောဆိုရင်အခွန်ကြောင့်သူတို့ရဲ့အမြတ်ငွေ၈ .500 ခန်းတော့ကနေ900ခန်းတော့အထိကျဆင်းသွားနိုင်တယ်လို့ဆိုပါတယ်။ဒါတော်တော်လေးကြီးမားတဲ့ထိုးနှက်ချက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း Apple ရဲ့ Share တွေက100ခန်းလောက်အထိကိုကျသွားတာပါ။ ဈေးကြီးတဲ့ပစ္စည်းတွေကိုအများတန်းဝယ်လေးရှိတဲ့လူတွေကတော့ဈေးနှုန်းတက်တာကိုအတော်လေးလက်ခံနိုင်ကြပါတယ်ဒါမဲ့ဈေးနှုန်းတွေထိုးတက်လာရင်ဝယ်လိုအားတွေကျဆင်းလာပြီးတော့ရောင်းအားလည်းကျသွားနိုင်ပါတယ်။အထူးသဖြင့်အခုလိုစီးပွားရေးမကောင်းတဲ့အချိန်မျိုးမှာဆိုရင်ပိုဆိုးလာနိုင်ပါတယ်။ iPhone အဟောင်းတွေကိုပြန်ရောင်းတဲ့အခါမှာလည်းပေးတဲ့ဈေးနှုန်းတွေကို short ချလာနိုင်ပါတယ်။ဒီလိုလှုပ်လိုက်ရင်လည်းလူတွေက iPhone အစ်စ်ကိုမဝယ်တော့ဘဲနဲ့ရောင်းအားတွေကျသွားနိုင်ပြန်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါ Apple ရဲ့ပစ္စည်းတွေဟာဈေးပိုကြီးလာဖို့ကတော့တေချာတလောက်ကိုရှိနေပါတယ်အချုပ်ပြောရရင်တော့ဒီအခွန်တွေက Apple နဲ့တခြားသောကုမ္ပဏီတွေအတွက်ကိုအရန်ဆိုးရတဲ့အခြေအနေတစ်ခုဖြစ်စေပါတယ်။ကျွန်တော်တို့လိုတုံးဆွဲသူတွေကလည်းအခွန်ကိုဓာတ်ရိုက်ပေးဆောင်ရမှာမဟုတ်ပေမဲ့ကုမ္ပဏီတွေကသူတို့ရဲ့ကုန်ကြမ်းစည်ကိုကာမိလာအောင်လို့ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းကိုတိုးမြှင့်လာကြမှာပါ ် Apple ဘက်ကတော့တခြားနီလန်းတစ်ခုခုရှာတွေ့သွားမလားဒါမှမဟုတ်သူတို့ကိုယ်တိုင်ပဲ Windows ဝင်ပိုးတွေကိုခံယူပြီးတော့ကုမ္ပဏီရဲ့သတင်းကောင်းတွေကိုဆက်ပြီးတော့ထိမ့်သိမ်းသွားမလားဆိုတာကိုတော့ဆက်ပြီးတော့စောင့်ကြည့်သွားအောင်မှာပဲဖြစ်ပါတယ်ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ် နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်